TikTok ကဘာဖြစ်သွားလဲဆိုတော့ကျွန်တော် TikTok မှာရှိတဲ့ဟိုတော်တော်များများကျွန်တော်မိသားစုလိုဖြစ်သွားတယ်ကျွန်တော်မိသားစုငတ်တဲ့ဟိုဘဝပုံစံမျိုးဖြစ်တဲ့ခါကျတော့ TikTok မှာရှိတဲ့ဟိုလူတွေနဲ့ဆိုတော့စကားပြောဖြစ်တယ်စကားပြောဖြစ်တယ်တခုဆိုလို့ရှိရင်ရှင်ဖွင့်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ဟိုကျုံကျုံတို့ဒီအပြန်လမ်းပေါ်ရောက်သွားပြီခီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကအဲ့စိတ်ကအပြန်လမ်းပေါ်မှာကျွန်တော်ကကျင်တဲ့စိတ်ပေါ်ပေါက်ပေါက်လာတာအဲကျွန်တော်ကလိုက်ကလိုက်တော့ ဟိုကျွန်တော်လည်းကားတဲ့သူတွေပဲကားတာပါဟိုအစင်ပြည်သူတွေပေါ့လေကိုစစ်ထွက်ပေါက်ရတယ်ဟာတချို့ကြောင့်လည်းအာပီဟာအဲ့လိုနေပါပျော်ပျော်နေပါဟာအာကျမ်းမကြီးနဲ့ညီညွတ်တယ်ဟာဒီဒီအသက်ရွယ်မှာဒီလိုမျိုးဖြစ်ဖို့ဆိုတာဟာအဲ့လိုဟိုပေါ့လေဟို comment လေးတွေတွေ့သလိုတချို့ကြောင့်လည်းဟာဒီအသက်ရွယ်ကြီးနဲ့ဟာခေါက်သွားပြီလားမသိဘူးဟာမိမထားရလို့ခလေးတွေကထားအာဘာဒီမှမသိဘူးဗျာအဲ့တော့ကျွန်တော်လည်းဘာပြောမှမသိဘူးအဲ့တော့ bad comment တွေဆိုလို့ရှိရင်တမ်းပြီးတော့သူကတွဲတယ်လေဟို Facebook လို့ အကြာကြီးလှုပ်ရှားမလို့ဘက်ကောင်ကတွေ့ချင်တန်းပြီးတော့ဘလော့ကိုနှိမ့်လိုက်တဲ့လုံးဝသွားတာပဲဆိုတော့အဲ့တော့အဲ့လိုပဲစိတ်ကူထားတယ်ဟိုကုစိတ်ကူကူအစင်ပြောင်အတက်နေစွနေတယ်ကုလုံးဝမဲ့လှုပ်တယ်ကူစိတ်ဝင်စားနေကူအောင်ပြောင်လှုပ်တယ်ကျွန်တော်ကနေ့တူကဒီအလုအလုထဲပဲစိတ်ကူနှိမ့်နှိမ့်ထားတာပေါ့နော်ကျွန်တော်ထွက်ပေါက်မရှိဘူးထွက်ပေါက်မရှိတဲ့ခါကျတော့ပြောစရာလည်းလုံးဝမရှိဘူးဆိုတော့ဟိုစိတ်စိတ်ပြောင်အာဒီရွေကြီးနဲ့ချစ်သူကြီးစားထားလို့လေဒါကအစရမပြေပြန်ဘူး ဆိုတော့ကိုယ့်ဟောက်ကိုစိတ်ထွက်ပေါက်ရအောင်ဒါလေးဗျာကျွန်တော်ကကျင်ကမယ်ဆိုရှင်ဆိုပဲဗျာဆိုတော့ကကျင်ကကရင်ဒီသက်ရွေးနေကိုကဖြစ်ပြန်ပြီဆိုတော့ဟာပြောပြောချင်တယ်ပြောနေကြဆိုတော့ဒုတိယပေါ့ဗျာအမြင်ပေါ့တောင်းကြအမြင်မတူကြတဲ့ခါကျတော့အဲ့ဒီအမြင်ပေါ်မှာကွဲပြားတဲ့ခါကျတော့ကျွန်တော်စိတ်ကျွန်တော်နဲ့အဆင်ပြေတဲ့လူပဲကျွန်တော်ဘဝထဲမှာကျွန်တော်ကျွန်တော်ပြောရဲဆိုရဲခင်ခင်မင်မင်နေရပေါ့အဆင်မပြေတဲ့လူကျွန်တော်အဆင်မပြေဘူးโอเคရတယ်ကျွန်တော်ပရိုဂရမ်ပြီးသွားတာပဲ တစ်တော့ကပြိဇက်ပြိဇက်တွေအများကြီးဆိုတော့တစ်တော့လည်းတစ်ခါကြရင်ရည်နေရတယ်တော်သေးတယ်တစ်တော့ကဘာတစ်ခုကောင်းလဲဆိုတော့ Facebook ကြတော့ဒီရှိသမျှ comment တွေပေါ့ဆိုတော့အခုဆိုမီဒီယာတွေကတခုပြောလိုက်ပြီဆိုအစင်မပြေတဲ့လူက comment တွေဟိုဟိုအစင်မပြေတဲ့ comment တွေဆိုလို့ရှိရင်ဟိုကျွန်တော်တို့မီဒီယာလည်းအားနာပါတယ်ဟိုမီဒီယာတော်တော်များများအရင်လိုက်မကြည့်နိုင်ဘူးလေမကြည့်နိုင်တော့ဟိုဘာမဖြစ်ဘူးအစင်မပြေဘူးပေါ့ဗျဟို ဟိုမီးလို့သာဖြေလိုက်ရတာလေကိုကတော့အမှန်တမ်းရင်ထဲမှာရှိတဲ့စကားကိုပြောလိုက်တာဒါနဲ့ခုစကားအဲအင်တာဗျူးကိုကြည့်တဲ့လူကအဆင်ပြေတဲ့လူရှိရမပြေတဲ့လူရှိရလေမပြေတဲ့လူဘက်ကကျတော့လေသူတို့ပြောနေတာပြောထင်နေတာထင်နေတော့ပြောရတဲ့ခါကျရင်ကိုကဘာမှဟိုကျွန်တော်သူဖြေပြီးတော့ဆီခေါင်းကိုမထည့်ခေါင်းထဲကိုမထည့်တော့ဘူးအပီးထုတ်လိုက်ဟုတ်ပါဆိုတော့ဟိုတစ်တော့ကျတော့အဲ့ဒီခုခေါင်းနဲ့သူကဟိုအဆင်မပြေတဲ့ comment မှန်တယ်များသူကလုံးဝ mute ထားတာ mute ထားပြီးကိုက proof လုံးမှ the comment ပေါ်တယ်ဆိုတော့အဲ့ဒီ review ဟို comment တွေဝင်ကြည့်လိုက်လို့အစိမ်းမပြေတာတူလို့ရှိရင်ကျွန်တော် time ပဲဘလော့လိုက်တာပဲဘာလို့ဆိုတော့ကိုယ်ခံစားခြင်းနဲ့ကိုယ့်ရည်တည်မှုနဲ့ကိုယ်နေရတဲ့ခါမှာကျွန်တော်ကဟိုပါပေါ့2024ဒီဟိုတစ်နှစ်လုံးကကျွန်တော်မှဟိုလုံးဝဟိုအဆိုးကြီးပဲဖြတ်တန်းလာကြရတယ်ကျွန်တော်ဒီ2025မှာအဆင်ပြေတဲ့အချိန်တွေအများကြီးဖြစ်လာတယ်ကံကောင်းတာတွေအများကြီးဖြစ်လာတယ်ဟို ဆိုတော့ကိုကူကူစေပဲပြောက်ရက်တည်နေရတဲ့ခါမှာအလုပ်ကိုပဲကျွန်တော်ကြိုးစားပြီးဖိလုပ်နေဖိလုပ်နေချိန်မှာကျွန်တော်မှစိတ်ထွက်ပေါက်မရှိဘူးလေဆိုတော့ဟိုဥမာကျွန်တော် ခီးထွက်သွားခီးခဏခဏထွက်ရခီးထွက်သွားရင်းနှီးဆိုရင်ခီးထွက်သွားပြန်ပြန်ပြန်ဆိုလို့ရှိရင်အာဟိုတားအတွက်တမိအတွက်ဟာစင်ကာပူသွားရဆိုလေအဲ့တိုင်မှာဟာတားအတွက်ဘာလို့ဝယ်မယ်တမိအတွက်ဘာလို့ဝယ်မယ်အခုကဘာမှမရှိဘူးကျွန်တော်တယောက်တည်းဆိုတော့ဟိုသွားခြင်းတဲ့နေရာသွားတယ်ပြန်ခြင်းတဲ့အချိန်ပြန်လာတယ်ပြန်လာပြီးလို့ရှိရင်အဲဘယ်သူအတွက်မှလည်းဘာမှလည်း ဟိုမရှိဘူးလေဆိုတော့စိတ်ထွက်ပေါက်ပြေလို့ဘာမှမရှိဘူးအဲ့တော့ကျုံရင်ကျုံလို့အာကျွန်တော်စကားလေးတွေပြောတယ်ဟို TikTok ကဘာဖြစ်သွားလဲဆိုတော့ကျွန်တော် TikTok မှာရှိတဲ့ဟိုတော်တော်များများကျွန်တော်မိသားစုလိုဖြစ်သွားတယ်ကျွန်တော်မိသားစုငတ်တဲ့ ဟိုဘဝပုံစံမျိုးဖြစ်တဲ့ခါကျတော့ TikTok မှာရှိရဲ့ဟိုလူတွေနဲ့ဆိုစကားပြောဖြစ်တယ်စကားပြောဖြစ်တယ်တခုဆိုလို့ရှိရင်ရှင်ဖွင့်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ဟိုကျုံကျုံတို့ဒီအမြန်လမ်းပေါ်ရောက်သွားပြီခီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကအဲ့စိတ်ကအမြန်လမ်းပေါ်မှာကျွန်တော်ကကျင်တဲ့စိတ်ပေါ်ပေါက်ပေါက်လာတာအဲကျွန်တော်ကလိုက်ရောကလိုက်တော့ ဟိုကျွန်တော်လည်းကားတဲ့သူတွေပဲကားတာပါဟိုအဆင်ပြေသူတွေပေါ့လေကိုစစ်ထွက်ပေါက်ရတယ်ဟာတချို့ကြောင့်လည်းအာပြီးဟာအဲ့လိုနေပါပျော်ပျော်နေပါဟာအဲကျမ်းမကြီးနဲ့ညီညွတ်တယ်ဟာဒီဒီအသက်ရွယ်မှာဒီလိုမျိုးဖြစ်ဖို့ဆိုတာဟာအဲ့လိုဟိုပေါ့လေဟို comment လေးတွေတွေ့သလိုတချို့ကြောင့်လည်းဟာဒီအသက်ရွယ်ကြီးနဲ့ဟာခေါက်သွားပြီလားမသိဘူးဟာမိမထားကြလို့ကလေးတွေကထားအာဘာဒီမှမသိပါဘူးဗျာအဲ့တော့ကျွန်တော်လည်းဘာပြောမှမသိဘူးအဲ့တော့ bad comment တွေဆိုလို့ရှိရင်တန်းပြီးတော့သူကလွယ်တယ်လေဟို Facebook လို့ အကြာကြီးလုတ်ရအောင်လို့ဘက်ကောင်ကတွေ့ချင်တန်းပြီးတော့ဘလော့ကိုနှိမ့်လိုက်တဲ့အလုံးကသွားတာပဲဆိုတော့အဲ့တော့အဲ့လိုပဲစိတ်ကူထားတယ်ဟိုကုစိတ်ကူကူအစင်ပြောင်းအတက်နေသူနေတယ်ကုလုံးရမဲ့အလုပ်တွေကိုစိတ်ဝင်စားနေကူအောင်ပြောင်းလုပ်တယ်ကျွန်တော်အလုပ်နဲ့လူနဲ့မမျှဘူးလေကျွန်တော်သချင်းရေးတာကျွန်တော်ကတလိုင်းနဲ့ရေးတာမဟုတ်ဘူးဆိုတော့ဟိုရိုးရိုးသချင်းတွေအတက်တူတွေကဟိုမြန်မာနိုင်ငံအနှံ့အမှာ ဟာအလွမ်းချင်းအဲ့ဟိုမိဘဘွဲ့ချင်းအဲ့အချစ်တချင်းနဲ့အတက်လူကြီးရှိသလိုနိုင်ငံရလက်အတက်လူလည်းရှိတယ်။အဲ့တက်အဲ့တခုတွေလာပို့ဦးကျွန်တော်ဆရာတော်တွေတန်ခါတော်တွေတိရရှင်တွေအေးဟိုဘွဲ့တွေရတယ်ဗျာနိုင်ငံတော်ချင်းမြင့်တဲ့ဘွဲ့တွေရတယ်။အာဘွဲ့ကုနာဝိသေထမြင်လားအာသူ့ဆရာတော်တွေတန်ခါတော်တွေဆရာလေးတွေဟိုမွင်းဒီကျင်းပါတယ်မွင်းဒီဝိဇာတာမြင်လားအဖေရတဲ့တဲ့ဖေဆရာတော်တော့ဗာဖေရတဲ့ပြန်ပြီအဲ့ဖေရသမိုင်းအဲ့ဘူးကြီးကျွန်တော်အဲ့လိုင်းမှာလဲကျွန်တော်ရေးရတယ်ဟောဇက်သချင်း ဇာတ်ရှင်းဆိုလဲရှိတယ်မမူးချေရညီလေးကပြန်ကနေပြန်ကနေဆိုတော့သူ့အတွက်ကကျွန်တော်တောက်လျှောက်ဟို support လုပ်ပေးရတယ်ဟာဘာလုပ်မယ်ဘာလုပ်မယ်ဘာလေးဘာလေးတွေရေးပြီးမယ်ဘယ်လိုလေးတွေဖန်တီးမယ်ဒါမျိုးလုပ်ပေးရတယ်မောက်စွမ်းပြန်ကနေဒါလုံးစင်တာလုပ်ပေးရတယ်အောက်စဘူးကတယ်ကျွန်တော်လုံးစင်တာလုပ်ပေးရတယ်ကျွန်တော်အဲ့ဒါအပြင်ဟိုကျွန်တော် TikTok မှာစိတ်ဝင်စားလုပ်နေတဲ့အတွက်ကြောင့်ဟိုဖုန်းနံပါတ်လည်းတင်ထားတဲ့ခါကျတော့ဘာတွေထပ်တိုးလာလဲဆိုတော့ကုမ္ပဏီတွေကုမ္ပဏီဒါအဲဘယ်ကုမ္ပဏီကနေပြီးတော့ ဟိုဘာ product အတွက်ကိုကြောညာပုံစံမျိုးသချင်းလုတ်ပေးပါအဲဘယ်လိုလုတ်ပေးပါအဲ့လိုမျိုးသချင်းနေတာရှိရတယ်ခါကျွန်တော်ရုပ်ရှင်စာဝန်တရားလဲခုနှစ်ပေါင်းများစွာတည်းရေးတာကတော့ရုပ်ရှင်ကာယူနဲ့ပတ်သက်ပြီးတော့သချင်းအပ်တာတော့အခုဇလန်တွဲခေတ်ရောက်လာတဲ့ခါကျတော့ဇလန်တွဲသချင်းတွေပါကျွန်တော်ရေးရတယ်အဲ့အဲ့ဇာတ်ရဲမှာမှာတခါကြောက်ရှင်ဟိုရုပ်ရှင်ကာယူဒါဗင်တီးဘူးကပါလာဆိုတော့တီးရပြန်အောင်ဆိုတော့ကျွန်တော်ကနေ့တူကဒီအလုအလုထဲပဲစိတ်ကိုနှစ်နှစ်ထားတာပေါ့နော်ကျွန်တော်ထွက်ပေါက်မရှိဘူးထွက်ပေါက်မရှိတဲ့ခါကျတော့ ပြောရလဲတော့မရှိဘူးဆိုတော့ဟိုစိတ်စိတ်ပြောအောင်အာဒီရွေကြီးနဲ့အချစ်သူကြီးစားထားလို့လဲတခါဆရာမပြေပြန်ဘူးဆိုတော့ကိုယ့်ဟောက်ကိုစိတ်ထွက်ပေါက်ရအောင်ဒါလေးဗျာကျွန်တော်ကကြင်ကမစူးစင်းစူးပဲဗျာဆိုတော့အာကကြင်ကကဒီသက်ရွေကြီးနဲ့ဟိုဟာဖြစ်ပြန်ပြီဆိုတော့ဟာပြောပြောချင်တယ်ပြောနေကြဆိုတော့ဒုတိယပေါ့ဗျာအမြင်ပေါ့တောင်းတောင်းအမြင်မတူကြတဲ့ခါကျတော့အဲ့ဒီအမြင်ပေါ်မှာကွဲပြားတဲ့ခါကျတော့ကျွန်တော်စိတ်ကျွန်တော်နဲ့အစဉ်ပြေတဲ့လူပဲကျွန်တော် ဘဝထဲမှာကျွန်တော်ကျွန်တော်ပြောရဲဆိုရဲခင်ခင်မင်မင်နေရပေါ့အဆင်မပြေလူကျွန်တော်အဆင်မပြေဘူးโอเคရတယ်ကျွန်တော် product line ပြီးသွားတာပဲအဲအဲတိတော့လဲဒါပေါ့ဒါပေါ့တခါကျတော့ရှင်ကျွန်တော်အတချင်း MTV ရိုက်တယ်ပြည်ရိုက်တယ်ပြည်ရိုက်နေနေနဲ့အာခဏနားတဲ့အချိန်လဲကျွန်တော်တိတော့ရိုက်ရိုက်လိုက်တာပဲကျွန်တော်အဲအဲ့ထဲမှာနည်းနည်းစိတ်အားရဆိုတာနဲ့တိတော့တဲ့ဝင်လိုက်တာပဲကိုယ့်ရဲ့စိတ်ထွက်ပေါက်တစ်ခုအဒီနဲ့ပေါ့ဗျာဟောနောက်ပြီးတော့အလုပ်အဒီနဲ့လဲတိတော့ အတုံးများလာတဲ့ခါမှာကျွန်တော်အလုတ်အတက်လူပူများလာတယ်ပူများလာတဲ့ခါကျတော့အဲ့ဒီအဲ့ဒီအတွက်ကြောင့်မလို့အာဒီဒီဟာကျွန်တော်ရဲ့ဟိုအချင်းတော်တော်များများဟိုဒီ TikTok နဲ့ဆက်ဆက်လွင်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်နေတာပေါ့တော့တချင်းရေးတာတော့မှအတစ်တော့လည်းပဲတချင်းတွေပေါက်တယ်ပေါက်တဲ့ချင်းကိုကြည့်လိုက်တယ်ကိုယ်တချင်းအပ်ပြီဆိုလို့ရှိရင်ဟာဘလူးအဲသူ့သူ့အတန်ဘလူးရှိတယ်သူ့အတန်လေးနဲ့တစ်တော့တည်းမှာအာဆိုလို့ရှိရင်ဘလူးတချင်းမျိုးလေးဆိုရင်လူတွေလိုက်ဆော့နိုင်လေအဲအဲ့လိုတွေးတွေးရတာပေါ့လေဆိုတော့အများကြီးဟိုဟာဖြစ်ပါတယ်ဟို ဟိုအတက်ကိုကိုကိုအတက်နိုင်ကျွန်တော်ကျမ်းမာရေးတွေပဲကူးဆိုင်တယ်အာကျွန်တော်အမ်ကျမ်းမာနေရဆိုရှင်ကျွန်တော်အလုပ်တွေအများကြီးဆက်လုပ်လို့ရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်စိတ်ထဲမှာထားပါတယ်အားရှက်တယ်ကိုကလည်းပြကြည့်သူများတွေကပြောနေတဲ့လူကလည်းပြောတယ်ဗလိင်းနေတဲ့လူကလည်းဗလိင်းနေအချို့ကလည်းဟာဆရာကတက်တယ်ပါကြားဆိုတော့ဒါလည်းကိုယ့်ကိုပြကြည့်ရှက်တယ် ဒါနဲ့အခုနပြောသလိုပါလေစိတ်ထွက်ပေါက်ရတော့အမြန်လမ်းပေါ်ရောက်လဲကရင်တာခီးထွက်သွားစင်ကူရောက်တော့လဲဟိုကစန်ဒူဇာကန်းကျင်မှာအကလိုက်တာအော်တခုရှိတယ်ကျွန်တော်ဂျီရထတခုရှိရပေါ့နော်အဲ့လိုမျိုးအပြိုကတာမျိုးပဲနဲ့ကျွန်တော်တည်တည်ချာချာကားဖို့တစ်တော့မှာတည်ချာကားဖို့တခုရည်ရထားတယ်အဲ့ဒါကအဲ့မင်းသားတစ်ချင်းလေးမျိုးတစ်တော့အကြောင်းလေးရေးထားတာအာတစ်တော့ထဲမှာပေါ့နော်အာ ဟိုတချို့ကောင်မလေးတွေချောချောလေးတွေပေါ့နော်ဟိုလူချင်းတော့ပြလုံးလေးတွေပြက်ပြက်ပြက်ကြအရန်သဘောကြအာချူကြောက်လည်းကရတယ်မြန်မာအကကလည်းအာတားကောင်းတယ်အာချူကြောက်ဒန်စာလေးကအရန်ကောင်းတယ်အဲ့အဲ့လားလေးတွေကိုအကြောင်းလို့သင်ကြီးတာဟိုမင်းသားနေကြီးတချင်းလေးပေါ့အဲ့ဒါကိုအခုကျွန်တော်အတန်ကိုကိုယ့်အကူကိုယ့်အတွက်မအားဘူးဖြစ်နေတခြားလုပ်လေလုပ်တာတေချာအဲ့ဒါလေးကိုအတန်အတန်သိပြီးတော့ကျွန်တော်လည်းလည်းပါကျမ်းမာရေးဝေးလေးပါချပြီးရှင်ကျွန်တော်မင်းသားအဝစားတေချာကပြီးတော့တင်လို့လုပ်တာအဲ့ဒီအဲ့ခါကျတော့ကျွန်တော်တေတေချာချာ ဟောပေါ့ပြင်ဆင်ပြီးတော့တေချာကတော့မတည်ပါဘူး။မင်းသားဝေစားလေးနဲ့ပေါ့။